မင်္ဂလာပါဝေါ်ကောင်းနိုင်မှာအလုံးပြန်နေကြိုးဆူလိုက်ပါတယ်အဲ့တော့အခုရက်မိုင်းကျွန်တော်တတင်းမတင်ဖြစ်ဖို့ဘောနော်ဘာလို့လဲဆိုရင်အခုကျွန်တော်နေတဲ့နေရာမှာဗျာဒီအိမ်ဘေးနားမှာပဲအိမ်အစ်စ်တိဆောင်နေတယ်အဲ့တော့အစူငန်တန်းနေပေါ်လို့ရိုက်နေတယ် recording အောင်လုပ်လို့မရတဲ့အခြေအနေပေါ့နော်အဲ့လိုမျိုးရှိလို့ကျွန်တော်တတင်းမတင်ဖြစ်တာပါဒါပေမဲ့လေဒီဆောင်လို့ရတော့ကြောင်းမထင်ပါနဲ့အဲ့တော့တီးခိုင်ပြီးတော့နားထောင်ပေးကြပါလို့ညီကိုတွေကိုပထမဆုံးကျွန်တော်တောင်းဆိုချင်ပါတယ် ဟုတ်ပြီအဆင်ရင်ဒီနေ့လေနောက်ဆုံးရတဲ့တင်တွေကိုပြောပြပေးသွားမယ်ပထမအဆုံးပြောပြချင်တဲ့အကြောင်းအရာကတော့ဒီတစ်ပတ်ကျွန်တော်တို့ကြည့်ရမယ့်ဝဲစဉ်ကောင်းတဲ့အကြောင်းပါအဲ့တော့မနက်ဖြန်တောင်းကြံရမှကြည့်ရှုရမယ့်ဝမ်းချွန်ချေပွဲစဉ်ရှိတယ်ပြီးတော့ဒီကြောစောဝင်းတို့ရဲ့ပွဲစဉ်လည်းရှိပါတော့ခင်ဗျာဟုတ်ပြီအဆင်ရင်ဒီဝမ်းချွန်ချေပွဲပေါ့နော်ဝမ်းချွန်ချေပွဲအရင်ကြည့်လိုက်ကြရအောင်ဒီတစ်ပတ်ပွဲစဉ်မှာကျွန်တော်တို့အားလုံးစိတ်ဝင်စားနေကြတဲ့အမျိုးသမီးပွဲစဉ်တစ်ပွဲကိုကျွန်တော်တို့ကြည့်ရမှာဖြစ်ပါတယ် ဒူဆန်းတာကတော့ဒီ time fighter မေးပေါ့နော်သူ့ရဲ့နာမည်က Apollo Chambu လို့ခေါ်ပါတယ်ဒီ Apollo Chambu ကအသက်16နှစ်ပဲရှိပါသေးတယ်ခင်ဗျသူ့ရဲ့ပြိုင်ဘက်ကတော့ Philippine fighter မေးကျွန်တော်အားလုံးသိတဲ့အသက်24နှစ်ရှိတဲ့ Islaine ဆိုတဲ့ fighter မေးဖြစ်ပါတယ်အဲ့တော့အသက်16နှစ်ညီမလေးနဲ့အသက်24နှစ်မမတို့ရဲ့ပွဲစဉ်ကိုကျွန်တော်ကြည့်ရှုရမှာဖြစ်ပါတယ်။ညီမပရိတ်သတ်တွေတော့အရင်ကဒီအစ်စလိုင်းကိုပဲအားပေးနေလို့များတော့ဗောနော်။အဲ့တော့ဒီတစ်ပတ်လည်းစောင့်ကြည့်ရမှာပါ။ ဘယ်သူဘက်ကိုပို့ပြီးတော့ update များမလဲဆိုတာကျွန်တော်တစ်ချက်ဆောင်ကြည့်သွားမှာဖြစ်ပါတယ်ဒီ Facebook မှာလည်းအခုကလေးကအားပေးနေတယ်လို့အများကြီးပါပဲခင်ဗျအဲ့တော့ဒီအခု16နှစ်ပဲအသက်16နှစ်ပဲရှိသေးတဲ့ Blue Champo ကအခုလိုမျိုးပြောဆိုသွားတာဖြစ်ပါတယ် Stan Fitness ရဲ့ကစားကွက်ကိုကျွန်မကြိုက်တယ်ကျွန်မရဲ့ idol တယောက်ပါ Stan ရဲ့အပြင်တဲ့ကစ်ချက်တွေလင်းမြန်တဲ့ကစားကွက်တွေကိုတဘောကြတယ် ဒီပွဲမှာလည်း stamp စီကတင်ယူထားတဲ့နင်းစနစ်တွေနဲ့ရှင်ပြန်သွားမှာပါဘယ်ပုံစံဖြစ်မလဲဆိုတာတော့ပွဲနဲ့ကြာမှာပဲစောင့်ကြည့်တော့ကြပေါ့ဒီပွဲမှာအစ္စလမ်ကိုအနိုင်ရခဲ့မယ်ဆိုရင်ကျမကိုတနိုင်ငံလုံးကပရိသတ်တွေလည်းသိရှိလာကြမှာဖြစ်ပါတယ်ဆိုပြီးတော့ time fighter ပလောင်းချံပူကပြောဆိုသွားတာဖြစ်ပါတယ်အဲ့တော့ပလောင်းချံပူကအသက်16နှစ်ဆိုပေမဲ့ဝါညံ့လို့လည်းပြောလို့ရပါခင်ဗျာသူထိုးတက်ခဲ့တဲ့မွေထိုင်းပွဲစဉ်တွေပွဲပေါင်း40ကျော်ပါတယ်ခင်ဗျာ တော်တော်များများတော့ဒီဖတုံ5နိုင်ပေါ့နော်ကျွန်တော်တို့ရဲ့မြန်မာဖိုင်တာနှုံအောင်မဆိုးထိုးတက်ခဲ့တဲ့ဖတုံ5နိုင်မှာပွဲစဉ်ပေါင်းမနေဘူးသူအများကြီးထိုးတက်ခဲ့တာဖြစ်ပါတယ်အဲတော့အသက်16နှစ်ဆိုပေမဲ့ Hawaiian Fighter လို့လည်းကျွန်တော်တို့ပြောလို့ရပါတယ်နောက်တစ်ချက်ကသူ့ရဲ့အရက်ပါဒီကလေးမလေးကအသက်ငယ်သေးတယ်ဆိုပေမဲ့လူကောင်ထွားတဲ့ထဲမှာပါတယ်ခင်ဗျအရက်လေးရှည်တယ်ပြီးတော့ weight လေးများပါတယ်ဒီပွဲစဉ်ကိုသူတို့ပွဲတည်ပြတာတော့အထံ weight တန်းပါခင်ဗျ အထံဝိတ်တန်းဆိုတာ135မောင်ဝမ်ချမ်ရှစ်မှာလက်ရှိပွဲကျင်းပနေတဲ့ဒီပွဲစဉ်အားလုံးထဲမှာဝိတ်တန်းအငယ်ဆုံးပါတော့ဒီဖိလစ်ပိုင်ဖိုက်တာမလေးပေါ့နော်အစ်စလိုင်ကဝမ်ချမ်ရှစ်မှာ၃ပွဲထိုးတာလေ၃ပွဲစလုံးကိုအနိုင်ရရှိထားတယ်ဒါပေမဲ့လည်းသူအထံဝိတ်တန်းမှာမကစားဘူးသေးဘူးခင်ဗျဒီပေါင်100ကျော်လောက်မှာပဲသူကစားသေးတာပါ102ပေါင်လို့105ပေါင်လို့မဟုတ်အဲ့လိုမျိုးမှာပဲသူကစားခဲ့နေတာဖြစ်ပါတယ် ဘာလို့လဲဆိုရင်သူကလူကောင်းနေနေညှက်တယ်ဒီ135ပေါင်တန်းနဲ့သွားရှင်လိုက်ရင်သူတော်တော်လေးကိုခွန်အားချင်းกว่าနေမှာဖြစ်ပါတယ်အဲ့တော့ကြောင့်ဝမ်းချမချက်ကသူ့ကို cash weight တန်း102ပေါင်လို့105ပေါင်လို့ဘောနော်အဲ့လိုမျိုးပဲပွဲတင်ခေပေးတာပါအခုဒီတစ်ချိန်တော့အဲ့လိုမျိုးမဟုတ်တော့ပါအထံဝိတ်တန်းဆိုပြီးတော့ခေါင်းစဉ်လည်းတက်လိုက်ပြီဖြစ်ပါတယ်။အဲတော့ဖိုက်တာတန်းကတော့135ပေါင်ဝင်းကျင်အထိကိုဝိတ်တင်လို့ရမှာဖြစ်ပါတယ်။ တော့ဒီနှစ်ယောက်ကိုကြည့်လိုက်မယ်ဆိုရင်နေစနစ်ပိုင်းကတော့ဒီအစ္စလမ်ပိုတာတယ်လို့ကျွန်တော်ပြောလို့ရတယ်သူရဲ့ကစားကွက်တွေလည်းအရင်ကလှင်မြန်တယ်ဒါပေမဲ့လည်းခုနပြောတဲ့လူကောင်ကွာနေတဲ့အတွက်ပါဝါပိုင်းမှာကျတော့ဒီထိုင်းညီမလေးရပဲနည်းနည်းပိုတောင်နေတယ်လို့ကျွန်တော်မြင်မိပါတယ်ဟုတ်ပြီအဲ့တော့ဒီအစ္စလမ်ပြောထားတဲ့အဟာလေးတစ်ချက်ပြန်ကြည့်လိုက်ကြရအောင်နီးပြားတွေကကျမကိုပြေဆောင်တဲ့ fighter တူဖြစ်အောင်လေ့ကျင့်ပေးထားပါတယ်။ထိုးတာတွေကန်တာတွေကိုပဲလေ့ကျင့်တာမဟုတ်ပါဘူး။ စိတ်တပိုင်းဆိုင်ရာကအစတည်တည်ချာချာလေ့ကျင့်ပေးထားကြတာပါ။ဒါကြောင့်ပလွင်ချမ်ပူဘယ်လောက်ပဲကောင်းနေလည်းပြန်ပြန်ဖြစ်နေပါစေ။ကျွန်မလုံးဝမကြောက်ပါဘူး။ပလွင်ချမ်ပူကကျွန်မကိုအလေးထိုးနိုင်မယ်လို့မထင်ပါဘူး။မင်းအလေးထိုးနိုင်မယ်ထင်ရင်လည်းစမ်းကြည့်လိုက်ပါဦးလေ။ကျွန်မရဲ့အမကောင်ကြောင့်ဘယ်သူမှကျွန်မကိုအလေးမထိုးနိုင်ခဲ့ပါဘူး။ဒီပွဲမှာလေအဖက်ဖက်ကပြေဆုံးတဲ့ကစားသမားတယောက်ဆိုတာကျွန်မအသက်တင်ပြသွားမှာပါ။ ဆိုပြီးတော့ဖိလစ်ပိုင် ဖိုက်တာမဲအသက်24နှစ်ရှိတဲ့အစ္စလမ်ကပြောဆိုသွားတာဖြစ်ပါတယ်။အဲတော့အစ္စလမ်ကတော့ပြေဆုံးတဲ့ဖိုက်တာတယောက်လို့ပြောလို့ရတယ်။ခုနပြောတဲ့အချက်ပဲသူအရင်နေပူတာရယ်လူကောင်သေးနေတာပေါ့နော်အဲအားလေးနဲ့ရှိရပါ။အဲတော့ဒီပွဲမှာသူ135ပေါင်မှာအဆင်ပြေတယ်ဆိုရင်ကျွန်တော်တို့ရဲ့ဖိုက်တာကြီးဘရိုနီကာနဲ့လည်းတစ်ချိန်ချိန်မှာတွေ့ရလာနိုင်ခြင်းရှိပါတယ်။ဘလုံးလေးဆိုရင်ဘရိုနီကာလည်းဒီအထန်ဝိတ်တန်းမှာပဲကစားနေတဲ့ဖိုက်တာဖြစ်နေလို့ပါ။ โอเคအဲ့တော့ဒီပွဲစဉ်ကိုမနေ့ဖန်တောက်ကြံညာ9နာရီမှာကျွန်တော်ကြည့်ရမှာဖြစ်ပါတယ်ခင်ဗျာโอเคအဲ့ဒါတော့တောက်ကြံညာပွဲစဉ်ပေါ့နော် one championship ပွဲစဉ်မှာစနေနေ့ညမှာလည်းကျွန်တော်ကြည့်ရှုရမယ့်ပွဲစဉ်2ပွဲတိရှိနေပါတယ်ပထမဆုံးပွဲစဉ်ကတော့ကျော်စွာဝင်းရဲ့ပွဲပါအဲ့တော့ကျော်စွာဝင်းရဲ့ပွဲကဒီ long finish super fight ဆိုတဲ့အဖွဲ့အစည်းကနေကျင်းပတဲ့ပွဲစဉ်ပါခင်ဗျာ သူတို့ရဲ့ page ဒီမှာ live ရှာကြည့်တော့သူတို့ကတော့ live လွှင့်တဲ့ဟာမျိုးတော့ကျွန်တော်မတွေ့ရဘူးမြတ်အဲ့တော့လုံပီနေကွန်းမှာတွားအားပေးမှအစဉ်ပြေမဲ့အနေထားမှာကျွန်တော်တွေ့နေရပါတယ်အဲ့တော့ပွဲချိန်ကတော့ဒီတစ်ပတ်စနေနေ့ညညနေ9:00နာရီမှာစတင်မှာဖြစ်ပါတယ်မြန်မာစံတော်ချိန်မှာကျော်စောဝင်းရဲ့ပြိုင်ပွဲကတော့ time fighter ပါသူတို့ညရဲ့ပွဲစဉ်ကတော့ပွဲစဉ်နှစ်မှာကြည့်ရှုရမှာဖြစ်ပါတယ်။ကျွန်တော်လည်း live stream တွေ့ရင်တော့ Facebook မှာ share ပေးထားမှာဖြစ်ပါတယ်။ နောက်ထပ်တပွဲကတော့ကိုလှဝင်းနဲ့ကျော်စွာဝင်းရဲ့ဆရာ Y2K ရဲ့ပွဲစမှာဒီပွဲကိုတော့ကျွန်တော်တို့ live လုံးဝကိုကြည့်လို့ရမှာသိကြပါတယ်။ဘာလို့လဲဆိုရင်ဒီပွဲကအမြဲတမ်း live ထုတ်လွှင့်ပါခင်ဗျ။ Max Muay Thai Stadium ဆိုတဲ့ page မှာကျွန်တော်ကြည့်ရှုလို့ရမှာဖြစ်ပါတယ်။အဲ့တော့ဒီပွဲစဉ်ကလည်းဒီတစ်ပတ်စနေနေ့ညမှာပဲကြည့်ရှုရမှာပါ။မြန်မာပရိသတ်တွေကြားမှာတော့အခုကတည်းကလည်းပြောများနေမှာပဲဒီပွဲစဉ်က။ဘာလို့ဆိုရင်ကိုလှဝင်းဆိုတာလည်းဒီ San Chai တို့နဲ့မှာထိုးတက်ခဲ့တဲ့ fighter တယောက်။ ခုဆိုရင်အရန်ကိုတိုးတက်လာတဲ့ fighter ဖြစ်နေပါပြီ။အဲ့တော့ Y2K ရဲ့ကစားတဲ့ပုံစံကိုဘယ်လိုမျိုးနေစနစ်နဲ့ချင်းကပ်ပြသွားမလဲဆိုတာကျွန်တော်တစ်ချက်စောင့်ကြံမှာဖြစ်ပါတယ်။အဲ့တော့ဒီပွဲစဉ်ကတော့ခေါင်းပွဲမှာဖြစ်မယ်မြန်မာစံတော်ချိန်နဲ့ဆိုရင်ည8:00နာရီခွဲလောက်မှာကြည့်ရရဖို့ရှိနေပါတယ်ခင်ဗျကျွန်တော်ရဲ့ Welcome နိုင် LK မြန်မာဒီ Facebook Page မှာ share ပေးထားမှာဖြစ်ပါတယ်အဲ့တော့ဒီနေ့ကတော့ဒီပွဲစဉ်အကြောင်းပဲပြောပါတော့မယ်နော်နောက်မှပဲဒီအခြား update တင်းတွေကိုပြန်လည်ပြောပြသွားပါမယ်အဲ့တော့ဒီဒီဘက်မှာ တောက်ချိုင်ညစနေညကျွန်တော်ပွဲစဉ်ရှိရယ်အခုဒီတစ်ပတ်တနင်္ဂနွေနေ့မနက်မှာလဲကြီးရှုရဖို့ရှိပါတယ်အဲ့ဒီပွဲစဉ်ကတော့ကျွန်တော်တို့မြန်မာအချိန်နဲ့တော့တိတ်မကိုင်ဘူးဗျခေါင်းပွဲကမနက်3နာရီခွဲလောက်ဖြစ်သွားမှာမယ်အာမန်ဆာရိုပြင်မဲ့အတန်ဟုတ်ကရပွဲစဉ် UFC ပွဲစဉ်မှာတကယ်ကိုကြီးလို့ခေါင်းမပွဲစဉ်မှာအဲ့တော့အာမန်ဆာရိုပြင်ဆိုတာအစ္စလာမ်ကရှက်နဲ့နဗန်ကစားလာတဲ့ဖိုက်တာတကယ်လဲကောင်းတယ်ဒါပေမဲ့ဒန်ဟုတ်ကစတန်ဖိုက်တမှာဖြစ်နေပါတယ် ပွဲခံမှန်းတဲ့လူတွေအားလုံးကတော့အာမန်ဆာရူခင်ဘက်ကပဲခံမှန်းချက်မှသိကြပါတယ်။ဒါပေမဲ့လင်းမနေ့ကပေါ့နော်မနေ့ကဒန်ဟုတ်ကလေတိုက်ထားတာတော့တကယ်ကိုမိုက်ပါတယ်။သူပါပြောသွားလေးဆိုရင်အာမန်ဆာရူခင်ကနဘန်းကစားမှသိကြပါတယ်။ကျွန်တော်ကိုထိတ်တောင်းယူမှသိကြတယ်။ဒါပေမဲ့လင်းကျွန်တော်ပြောချင်တာကအာမန်ဆာရူခင်ထိတ်တောင်းမရခင်သူ့ရဲ့ဦးကောင်းကိုကျွန်တော်တစ်ချက်ဖြတ်ကန်ပေးမှဖြစ်ပါတယ်။အဲ့ဒါပြင်တော့ဘယ်လိုမျိုးနှစ်ဘန်းလုံးမလဲဆိုတာစက်ကြည့်ကြတာပေါ့။ဆိုပြီးတော့ဒန်ဟုတ်ကပြောဆိုသွားတာဖြစ်ပါတယ်။ အဲ့တော့ဒီပွဲကလည်းဒီ UFC Lightweight တန်းမှာတော့တကယ်ကိုကြီးလို့ကောင်းမယ့်ပွဲစဉ်ဖြစ်မှာပါ။ Okay ဒီနေ့တလောက်ပါပဲ။နောက်ဗီဒီယိုမှာပြန်ဆုံးမယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။